အားလုံးပဲမင်္ဂလာပါရှင်။မကျနာတရင်ချနေရဲ့နိုဝင်ဘာလ26ရက်နေ့ရေဒီယိုစီစဉ်သက်ဆက်ပြတော်မှာဖြစ်ပါရယ်။မော်မျိုးဘက်ကဗျူဟာမကြတဲ့ပြမနေရရီမှာတက်ဆုပ်ထားပြီးကင်ပူပေါင်းတက်ဖွဲ့ကအနေအယူထားတာတွေကိုတော့ဆုပ်ပြီးတော့မရှိပဲဆက်လက်တက်ခိုင်နေရလို့ကချင်လက်ရီအဖွဲ့အစည်းကင်ဝကန်အီတရင်နဲ့ပြန်ချိုင်းတောင်းကန်ဘုံမကြီးနော်ဘူကပြောပါရယ်။ AOT တိုင်းပြပုံအကျဉ်းထောင်းမှာ ောက်အာဏာပိုင်တွေကနေနိုင်ငံရေးအချင်းသားတွေအပါအဝင်အခြားအချင်းသားတွေစီကနေစောင့်ရှောက်ကြီးဆိုပြီးတော့ငွေကြေးတောင်းခံတွေလို့မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကနေတည်ရပါတယ်ကျေကျေအချမ်းဖတ်မှုဂျုံလွန်သူတွေကိုတတိယရောက်အေးအေးနိုင်ဖို့နဲ့မြို့သမီးတွေအပေါ်အချမ်းဖတ်မှုပပျောက်ရေးယုံနေစေဖို့ရန်အမျိုးသမီးတချွာလှူရှာသူတွေကခင်ဦးခင်ရင်ထင်းချုပ်ရလိုက်စာမြို့နဲ့အနီးတဝိုင်းမှာကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။စားတဲ့တဲ့ရင်းတွေကိုတက်ဆက်ပြရမှာပါ။ကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ ဗမုံမျိုးဘက်ကဖြူဟာမကြတဲ့ပြမနေရာတွေမှာတက်ဆုပ်ချပြီးခရင်ပူပေါင်းတပ်ဖွဲ့ကအနေရယူထားတာတွေကိုတော့ဆုတ်ပြီးတော့မရှိပဲဆက်လက်တက်ခိုင်းနေရလို့ကချင်လူလရေအဖွဲ့အစည်း KNA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗမုံကြီးနှုတ်ဘူးကပြောပါတယ်ထရေဆာကသစ်ဆက်ပေးမှာပါဗမုံမျိုးတိမ့်တိုက်ပွဲတနစ်လောက်အချိန်အတွင်းမြူရဲ့တုံးပုံနှပုံကိုကရင်ပူပေါင်းတပ်ဖွဲ့ကအုပ်ချုပ်ခဲ့ပြီးနောက်မိုးရတီကုံနောက်ပိုင်းမှာတော့စစ်ကော်မရှင်ဘက်ကစစ်စင်ရဲ့ပြင်းပြင်းထန်ထန်ပြန်လည်လှုပ်ဆောင်လာတာကိုတွေ့ရတယ်လို့ဘုံမူချင်းတော်ဘူကမြစ်ချနာတဲ့တဲ့အကြံတွေကိုခေါ်လို့ပြောပါရယ် 不如，那都不中看的，一个一点伢的锅边，听说买不多，不如酒啥那个多一把嘞。这种肉别干的嘞，呃，腌制的、煎点的，哎，你点嘛都包。这种伢有他的煎点的，还得吃的，这个腌制的，有他没加的，还被过年那熟他的那吃罢了。呃，那么这种肉，呃，三爷妈吃他的，伢有他的，伢的锅肉酒肉。 တွေ့တာမရှိပါဘူး။အကျွန်တော်တို့လည်းတစ်ခေတ်မှမှနဲ့တုံခါပြီးမှတပ်ပွဲဝင်နေတဲ့အနေထားဖြစ်ပါလား။လက်ရှိမှာလည်းစစ်ကော်မရှင်ဘက်ကလေကြောင်း drone လက်နက်ကြီးပြပြမြေပြင်ကနေသူစစ်ဆင်နေတဲ့အခြေအနေရှိပြီးကချင်လူလာရဲ့တမတော်ခင်ရဲ့ဘက်ကခုခံတိုက်ပွဲနေတိုင်းလို့ရှိရလို့ဆိုပါတယ်။ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့အပေါ်မော်မြို့ကစစ်ကော်မရှင်တပ်စခန်းတွေကိုကချင်လူလာရဲ့တမတော်ခင်ရဲ့ပူပေါင်းတပ်ဖွဲ့တွေကနေပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကနေစတင်ပြီးသူစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ပြီးခဲ့တဲ့ဇူလိုင်လ 2019ရင်းနှစ်မှာတော့မန္တလေးကနေကချင်ပြည်နယ်ဘက်ရရင်တင်ပေါ်နဲ့ဆင်းရအဖြစ်တက်လာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဩဂုတ်လတရနေ့ကပုံမော်မြို့ပဲဝင်ရောက်လာတဲ့နောက်ပိုင်းမှာတော့စစ်ကော်မရှင်တပ်ဘက်ကလည်းစီရင်အရှင်မြင်လာပြီးကြံရီပူပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ချတဲ့တပ်စခန်းတွေပဲစစ်ကြောင်းထိုးတာတွေရှိခဲ့တာပါစစ်ကော်မရှင်ဘက်ကလူရင်အားအများအပြားနဲ့ချက်လင်းစစ်ကြောင်းထူစစ်စင်တာတွေလေရင်လက်နက်ကြီးဒရုန်းတွေအသုံးပြုပြီးအပြင်းအထန်တိုက်ခိုက်ပြီးတော့တိုက်ပွဲအခြေအနေပြန်လည်ပြင်ဆင်လာတာလေးဖြစ်ပါတယ်။ပုံမော်တိုက်ပွဲအတွင်းကရင်ပူ ပေါင်းတပ်ဘက်ကပမောတန်ချက်ကတိုင်ရင်9600တက်စကအပြင်လေတက်စကအမြောက်တပ်အမဒ366ခလာရနှစ်36ကန်ဒေါ်စာတင်ချောင်းမှာတက်စကန်ချနေချိုင်နေတဲ့စစ်ကောင်စီတက်စကစစ်ကောင်မရှင်တက်စကတင်ကတိုင်ရင်9014စတဲ့တက်စကန်တွေအပါအဝင်မြို့ရဲ့နေရာအများစုကိုတင်ပိုက်ချနိုင်ပေမဲ့ဩဂုတ်လဒုတိယပတ်ကနေစက်တင်ဘာလဒုတိယပတ်အတွင်းကအဲ့ဒီတက်စကန်တွေခြေက အမြောက်တာအမဒါ366တင်ကာတိုင်9014နဲ့ခလာရနှစ်36တက်စကန်ကိုစစ်ကော်မရှင်ဘက်ကပြန်လည်တင်ပိုက်တော်တာပါ။ဒါပေမဲ့ကျန်းရေးတပ်ပေါင်းစုဘက်ကလည်းပြန်လည်လက်လွတ်လက်ရတဲ့ခလာရနှစ်36လိုတက်စကန်ကိုအပြန်အလှန်တင်ပိုက်ရယူတာမျိုးတွေလည်းရှိနေတာကြောင့်နှစ်ဖက်တက်ကနေတက်စကန်တွေအခိုင်အမာအထိုင်ချဖို့ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။ ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ချန်နယ်ဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်3996336333တက်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်အယောက်တီတိုင်းပြပုံအချင်းထောင်မှာထောင်အာနာပိုင်တွေကနေနိုင်ငံရေးအချင်းသားတွေအပါအဝင်အခြားချင်းသားတွေစီကနေစောက်လျှောက်ကြေးဆိုပြီးတော့ငွေကြေးတောင်းခံနေရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွင်ရဲ့ BBNM ကနေတည်ရပါတယ်စောက်ဆိုင်ကတက်ဆက်ပေးမှာပါ PPNM စုံစမ်းမှုတွေအရာဖြာပုံအကျဉ်းထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အခြားအကျဉ်းသားတွေဖြစ်တဲ့အချုပ်တစ်အကြတစ်တွေကိုစတင်ရောက်ရှိလာတာနဲ့ထောင်မှုအောင်ဆန်းလင်းတဲ့အရာရှိတွေကတိုက်ရိုက်ပြောကြားပြီးတော့ငွေကြေးတောင်းခံနေရလို့သိရတာပါ။ ဒီနောက်ပိုင်းမှာတော့ထောင်အာဏာပိုင်တွေကိုယ်တိုင်ကလည်းပေါ့နော်တရားဝင်ကပြောဆိုပြီးမှငွေကြေးတောင်းခံတာတွေလောက်တာကိုကျွန်တော်တို့တွေ့ရတယ်။အာထောင်ပိုင်နဲ့ထောင်ပိုင်လေးပါဝင်အဆောင်မှုတွေကအားလုံးကတညီတညွတ်တယ်ပေါ့နော်။ဒါငွေကြေးတောင်းခံမှုတွေလုပ်နေတဲ့အခါမျိုးမှာဘယ်သူကိုမှဘယ်သူကအေးအေးယူလို့မရတဲ့အခြေအနေတွေလည်းဖြစ်နေပါလေ။ဒါအပြင်အခန်းလူကြီးတွေကတဆက်လဲစောင်းလျှောက်ကြေးဆိုပြီးတော့သုံးသိန်းကနေစပြီးငွေကြေးတတ်နိုင်မှုအပေါ်မူတည်ပြီးတော့၈၈သိန်းအထိတောင်းခံနေရလဲဖြစ်တယ်လို့ PPNM ကဆိုပါတယ်။ ငွေချေးမပေးနိုင်တဲ့အခြေအနေတွေကိုအခန်းလူကြီးနဲ့စီကန်ထိန်တွေကညီမျိုးစုံနဲ့ငွေညစ်တာတွေလှုပ်ဆောင်တယ်လို့ထောင်အရာရှိတွေကဆဲဆိုအော်ဟစ်တောင်းကြနာကိုတီလေးရောက်ရိုင်းနေတာတွေကိုမကြာခဏကျွလို့နေပြီးတော့ထောင်ပိုင်စော်ထွန်းဦးနဲ့ထောင်မူအောင်ဆန်းလင်းတို့ကအေးအေးယူဆောင်ရွက်ခြင်းမရှိတာကိုတွေးရှိထားတယ်လို့ PPNM ကထုတ်ပြန်ထားပါတယ်။ မပေးနိုင်တဲ့သူတွေကိုဖိနှိပ်တာဒါမျိုးတွေကိုလည်းပေါ့နော်ဟိုဖိနှိပ်မှုနဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုအရင်ကအကျုံးစီးဝန်ထမ်းတွေကိုကျွန်တော်တို့ကဟိုအမြဲတမ်းထုတ်ပြန်ပြောဆိုနေပေမဲ့နောက်ပိုင်းမှာအကျဉ်းသာချင်းချင်းဖိနှိပ်ခိုင်းတဲ့ခြေနေရာပုံများလာတယ်အဲ့တော့ပြဿနာတစ်ခုဖြစ်ခဲ့ရင်တော့ဒါဟာအကျုံးစီးဌာနနဲ့မဆိုင်ဘဲနဲ့အကျဉ်းသာချင်းချင်းကြဖြစ်တဲ့ပြဿနာပရိပခါလို့သူတို့ကစကလုံးတုံးဆွဲတာကြတယ်ပေါ့နော်ဒါဟာသူတည်ထားမယ်ကိစ္စလို့ကျွန်တော်တို့တော့မြင်နေအဲဒီရဲ့နောက်ွယ်ရာကြိုးကန်ရတဲ့လူတွေကလာအဓိက ဟိုကျွန်တော်တို့ရေးယူနိုင်မှုစူးစမ်းမှာဖြစ်တယ်လို့လည်းကျွန်တော်တို့ကတော့ပြောချင်ပါတယ်ဗျ။ဒါကြောင့်မို့လို့ဟိုဖြာဝုံထောင်ဟာလည်းနောက်ပိုင်းမှာတူပြီးနဲ့လက်စားမှုဖိနှိပ်မှုတွေကိုခက်စစ်စစ်လုပ်လာတာကိုလည်းကျွန်တော်တို့တွေ့လာရတယ်။အဲ့ဒီရိုင်းနှက်မှုတွေဖိနှိပ်မှုတွေကိုလှောက်ဆောင်နေသူတွေထက်အဆိုးဆုံးအခန်းလူကြီးတွေဟာရဲအောင်မသိမှု10နှစ်တပ်ဝေဆိုးခကတုံး16က10နှစ်နဲ့အောင်သူလူကုန်ကူးမှု10နှစ်တို့ဖြစ်ပြီးတော့ခေါင်းဆက်မျိုးမျိုးတက်ပြီးအလူငွေကောက်ခံတာနဲ့ အနိုင်ကျင့်ဘိုလ်ကြတာတွေကိုတရားဝင်ခွင့်ပြုမိန်ရထားတယ်လို့ပြုမူနေရလို့ PPNM ကအတည်ပြုထားပါတယ်တချို့တဲ့အချမ်းဖတ်မှုကျွလွန်သူတွေကိုတတိယရောက်အရေးယူနိုင်ဖို့နဲ့အမျိုးသမီးတွေအပေါ်အချမ်းဖတ်မှုပပျောက်ရေးယုံနေစေဖို့ရန်အမျိုးသမီးတက်ချွတ်လှူရှာသူတွေကကံဟုကံရေးထိချုပ်ရလိုက်စားမျိုးနဲ့အနီတဝိုင်းမှာအမျိုးသမီးများအပေါ်အချမ်းဖတ်မှုပပျောက်ရေးအမြင်ဖွင့်အစီအစဉ်ကမ်ပိန်းလှူရှာခဲ့ကြရတယ်လို့သိရပါတယ်။ ဒီဂျစ်တယ်နည်းပညာကိုအသုံးပြုပြီးလူမှုကွန်ရက်ကနေလိမ့်လိမ့်ချင်းချောက်ကျလွန်နေတဲ့ကိစ္စရပ်တွေကိုထိထိရောက်ရောက်အေးယူပေးနိုင်ဖို့နဲ့ပပျောက်ရေးအတွက်ကမ်ပိန်းလှုပ်ရှားမှုကိုဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ထွေချန်တိုင်း Development Foundation ဝန်ထမ်းတူကမြန်မာတရင်ကြနေကိုပြောပါရယ်နိုဝင်ဘာလ25ရက်နေ့ကနေဒီဇင်ဘာလ10ရက်နေ့အထိကမ္ဘာတဝန်းချမ်ပပြုလုပ်တဲ့အမျိုးသမီးများအပေါ်အကြံဖက်မှုပပျောက်ရေးနဲ့16ရက်သားလှုပ်ရှားမှုကမ်ပိန်းကိုကချင်ဂျန်နာ Star Group လိမ့်ဆောင်မြို့အမျိုးသမီးရေးရာကော်မတီ First Voice ဆောင်ကလူငယ်တွေနဲ့ကျေးရွာစစ်ဆောင်စခန်းက ောက်အမျိုးသမီးကောင်းဆောင်တွေပူးပေါင်းပြီးတော့ကမ်ပိန်းကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒီကမ်ပိန်းကိုလေဆာမျိုးနဲ့အနီးတဝိုက်ကခြေရွာတွေအပြင်ခြေရောင်ဆက်ချောင်းစခန်းမှာပြုလုပ်ခဲ့တာဖြစ်ပြီးဆစ်ရှောင်းဒီတာခန်း CDM ၊ကယဝကယအိနေမဟာမိတ်ဝန်ထမ်းချောင်းသူချောင်းသားလူဦးရေပေါင်း9000ခန်းကိုအသိပညာပေးတင်စကားပါနိုင်ခဲ့ကြတယ်လို့လည်းဆိုပါဗျ။ ချစ်တဲ့အချမ်းဖက်မှုအနေနဲ့နေဆက်တဲ့တာပဲမှာဆိုရင်အမျိုးသမီးငယ်တွေကိုဦးတည်ပြီးတော့ချစ်သူရီစာဟန်ဆောင်ပြီးကာမဆက်ဆံဖို့ချင်းကတ်တဲ့ကိစ္စတွေအတွေ့များသလိုလက်ရှိနိုင်ငံရဲ့အခြေအနေကြောင့်နေရဆောင်ကလူငယ်တွေအများပိုင်းလာရောက်ပညာသင်ယူချိန်ပထမရီလူတွေရဲ့ချင်းကတ်အမြတ်ထောက်တာမျိုးတွေပါရှိနေရကြောင့်ဒါတွေကိုအရေးယူပေးဖို့တောင်းဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆက်လက်ပြောပါရစေ။ စစ်တေအချမ်းဖက်မှုကိုရည်ယူနိုင်တဲ့ဥပဒေမရှိတာအပြင်တိုင်ကြားဖို့လေခက်ခဲရတွေကိုမြင်တွေ့နေရတာကြောင့်သက်ဆိုင်ရာအစိုးရအနေနဲ့လည်းတိုင်ကြားတဲ့ရန်တရားတွေမှာလင်းမြန်စွာဆောင်ရွက်အရေးယူပွဲဖို့လိုအပ်တယ်လို့လူမှုကွန်ရက်ကနေအချမ်းဖက်တဲ့နီလန်တွေကိုထိရောက်စွာအရေးယူနိုင်ဖို့ဥပဒေတွေရေးဆွဲပြဋ္ဌာန်းဖို့လည်းလိုအပ်တယ်လို့ဆိုပါတယ်။ ကမ်ပိန်းလှုပ်ရှားမှုအစီအစဉ်မှာအကြံဖတ်မှုပပျောက်ရေးနှင့်ပတ်သက်တဲ့အသိပညာပေးလက်ကမ်းစာဆောင်ဖြန့်ဝေတာကျွလွန်ခံရသူကိုကာကွယ်ပေးဖို့နဲ့ကျွလွန်သူကိုအေးအေးယူပေးဖို့ဆိုရက်စောင်ပုတ်အသေးစတစ်ကာတွေဖြန့်ဝေပေးတာဖေချိုးဖြူသက်စင်နာ16ရက်တာလှုပ်ရှားမှုတည်င်းအချက်လက်ဖြန့်ဝေပြောကြတာအပြင်မင်းကွမေမြန်ပြီးတော့ဒီချက်လက်ဆောင်ပေးရတွေလှုပ်ဆောင်ခဲ့ကြတာလို့သိရပါတယ်။လာမယ့်ဒီဇင်ဘာလ10ရက်လူအခွင့်အရေးနေ့မှာလည်းလူအခွင့်အရေးနေ့ပတ်သက်တဲ့ကမ်ပိန်းလှုပ်ရှားမှုတွေဆက်လက်လှုပ်ဆောင်တော့ဖို့ရှိတယ်လို့ဆိုပါတယ်။ဒီနေ့ရဲ့16ရက်တာလှုပ်ရှားမှုစောင်ပုတ်ဟာ မျိုးသမီးနဲ့မိန်းကလေးငယ်များအပေါ်တကြတဲ့အကြံဖက်မှုများအဆုံးသတ်ရဖြစ်ပါရယ်တကြတဲ့အကြံဖက်မှုဆိုတာနှီးပညာတရရဖြစ်တဲ့ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Facebook Instagram Telegram WeChat တို့ရင်းတို့ကိုသုံးပြီးတော့အမျိုးသမီးတူဦးကုန်တဲ့ခါကြဆင်စေရန်ရည်ရွယ်ပြီးတော့လိမ့်ပိုင်းဆိုင်ရာမဖွဲမရပြောဆိုတာ လင်ကိစာပြူလို့ဖို့မလုံပေဖြောင်းယောင်းသိဆောင်ပြီးလင်ကိစာပြူရာချစ်သူနှူပြောစကားတွေကို screenshot အစာမတန်းယူပြီးသဘောတူရေးဖြစ်စေသဘောမတူရေးဖြစ်စေရုပ်တံဖိုင်တပုံတွေကိုအခြေခံပြီးတော့လှုပ်ဆောင်တာဖြစ်တယ်လို့ဆိုပါရယ်အဲ့ဒီအရာတွေကိုအခြေခံပြီးတော့အရှက်ရစေဖို့ခြေချောက်အချက်ခံပြီးလင်ကိစာတောင်းဆိုရာ ဒီဂျစ်တယ်နည်းပညာနဲ့ပြုပြင်ထားတဲ့လိမ့်ပိုင်းဆိုင်ရာညဉ့်ဉန်းပုံတွေဗီဒီယိုတွေတမမဟုတ်အသံတွေလို AI ကထုတ်လုပ်ထားတဲ့ deep face တွေကိုအသုံးပြုပြီးတော့ကုန်တက်ခါကြဆင်းစိဖို့လှုံ့ဆော်တာအချက်ကံငွေတောင်းခံတာတွေကိုဆိုလိုတာဖြစ်တယ်လို့မျှဝေထားပါတယ်သာပြင်းတဲ့ကြတဲ့အကျံဖတ်မှုဟာအမျိုးသားတွေချက်အမျိုးသမီးတွေကပုံမှန်ပြတ်မှတ်ချခံရပြီးတော့အလောအတီးတီး အထူးသဖြင့် online မှာအများပြည်သူရှေ့မြင်သာမှုရှိသူတွေဖြစ်တဲ့တကြောလှူရှာသူတွေတည်င်းထောက်တွေနိုင်ငံရေးမှာပါဝင်သူတွေနဲ့လူအခွင့်အရေးကောက်ွယ်သူတွေအပြင်မြို့သမီးငယ်တွေမှာရင်ဆိုင်ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။လွန်ပါလ25ရက်နေ့ကိုမြို့သမီးများပေါ်အကြံဖတ်မှုရတဲ့ရင်နေအဖြစ်1996ခုနှစ်ကကျင်းပတဲ့ကမ္ဘာ့ကုလသမဂ္ဂရဲ့54ချိန်မြောက်အထွေထွေညီလာခံမှာသတ်မှတ်ခဲ့တာဖြစ်ပြီးမြို့သမီးတွေအပေါ်အကြံမဖတ်တော့ပါဘူး။အကြံဖတ်မှုတွေကိုလည်းဖြစ်နိုင်တဲ့မြောက်ကောက်ွယ်သားစီပေးနေပါမယ်ဆိုတဲ့ခံဝန်ကတိတွေနဲ့ဖေးချိုး ဖြူကိုတတ်ဆင်ပြီးတော့ဖေချိုးဖြူနေလို့လဲခေါ်ဆိုကြပါတယ်။အချမ်းပဲကျွလွန်ခံရတာဟာရှက်စရာကိစ္စမဟုတ်တာနဲ့ကုညီမဲသူတွေရှိရာကြောင့်တနင်္လာနေ့အချမ်းပဲခံရရင်နိစ္စရာအမျိုးသမီးအရေးဆောင်ရွက်တဲ့အဖွဲ့အစည်းတွေနဲ့တန်ပင်ဆွေးနွေးပြီးကုညီတွေအခမဲ့ရယူဖို့အချမ်းပြုအပ်ပေးလို့လဲပြောဆိုပါတယ်။ကိုဝင်ဆောင်မိခင်တွေအတွက်မြေမြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အနေရနဲ့ပတ်သက်ပြီးဆောင်းရန်ရှောင်းရန်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ် ြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့ဘေးထွက်အန္တရာယ်တွေဟာမိခင်အသက်ကိုသာမက မိခင်ဝမ်းအသွင်းမှာရှိနေတဲ့ကလေးငယ်ရဲ့အသက်ကိုပါထိခိုက်စေနိုင်ပါတယ်။စစ်မှတ်ဖြစ်ပွားရာဒေသတွေမှာကိုဝင်ဆောင်မိခင်တွေရှိနေရတာဟာအန္တရာယ်အကြီးဆုံးအခြေအနေတစ်ခုဖြစ်ပါတယ်။အဲဒါကြောင့်အချိန်နေရာမရွေးပန်းကိုဝင်ဆောင်မိခင်နဲ့ကလေးရဲ့အသက်ကိုကူညီနိုင်မဲ့ကာကွယ်ရေးညီးတွေကိုလုံလုံလောက်လောက်လေ့လာမှတ်သားထားရပါမယ်။ မြင်းမြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့ပောက်ကွဲမှုအတန်းပောက်ကွဲအားပြင်းထန်မှုကြောက်ရွံ့တာတွေကမိခင်နဲ့ကလေးနှစ်ဦးစလုံးကိုထိခိုက်စေနိုင်ပါတယ်။တကယ်လို့ကိုဝင်ဆောင်မိခင်တွေအနေနဲ့မတိငိမ့်သေးတဲ့လက်နက်ကင်ပဋိပခဖြစ်ပေါ်နေတဲ့ရဝတ်မှာတွာလာနေတဲ့အချိန်မြင်းမြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အနေရနဲ့ကြုံရင်အပြစ်မှာရှင်ရေမြောင်းလိုမျိုးနေရာရှာပြီးအကာအကွယ်ယူပါအဆောက်အုံတွင်မှာရှင်နေရင်ပဒင်ပေါအနည်းမှမနေပါနဲ့ ဘေးကင်းတဲ့အနေအထားနဲ့နေပါ မိုင်းပေါက်ကွဲမှုကြောင့်ကြောင်းရင်သုံးလို့သွားတဲ့အတွက်ခန္ဓာကိုယ်ကသွေးပြိအားပြောင်းလဲသွားပြီးကိုယ်ဝန်ဆောင်မိခင်တွေအတွက်အနေရဖြစ်တတ်ပါတယ်မိုင်းပေါက်ကွဲမှုကြောင့်ကြီးခိုက်တန်ရာတွေရရှိခဲ့ရင်လည်းကိုကြီးပေးတဲ့သူဆေးဝါးကျွမ်းကျင်သူတွေလာကူမှအကူအညီယူပါကိုယ်ဆောင်မိခင်နဲ့ကျမရဲ့အခြေအနေပြောင်းလဲသွားမယ်ဆိုရင်ချက်ချင်းဆေးရုံဆေးခန်းသွားပါဆေးရုံဆေးခန်းမရှိလို့သွားလာဖို့အခက်အခဲရှိရင် စေဝါကျွမ်းကျင်သူနဲ့စေကူတမှုခံယူပါဝမ်ဘိုက်တင်းတချင်းတွေးထွက်ချင်းအသက်ရှူဖို့ခက်ခဲချင်းအဲ့ဒါတွေဟာကိုဝင်၃လကနေ၉လအတွင်းရှိနေတဲ့ကိုဝင်ဆောင်မိခင်တွေအတွက်အနေရရှိပါတယ်ကိုဝင်ဆောင်မိခင်တွေအနေနဲ့စေစင်းအေးပေါ်အိတ်တကူရည်တန့်ရှင်အတွက်လိုအပ်တဲ့ပစ္စည်းတွေတွေးသိစေပစ္စည်းတွေဆောင်ထားပါကိုဝင်ဆောင်မိခင်ရဲ့ဖုန်းအားအပြည့်အသွင်းထားပါပါဝါဘန့်ဆောင်ထားပါအေးပေါ်ဆက်သွယ်ဖို့နံပါတ်တွေကို ဖုန်းထဲမှာတင်ထားပါ02 မိုင်းအန်ဒီရရှိနေတဲ့ဒေတာတွေမှာဆက်သွယ်ရေးကရေရှည်မကောင်းနိုင်ပေမဲ့လှုပ်ဆောင်ထားရပါမယ်။မိသားစုနဲ့အတူတွားနိုင်တဲ့လုံခြုံတဲ့နေရာတစ်ခုအသုံးပြုနိုင်တဲ့ခိုင်မာတဲ့နေရာတွေကိုကြိုတင်ပြင်ဆင်ထားပါ။မြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အနေရကိုကိုဝန်ဆောင်မိခင်တွေအနေနဲ့ဘလို့ကြိုတင်ကာကွယ်ကြမလဲ။ကိုဝန်ဆောင်မိခင်ရဲ့မိသားစုဝင်တွေအနေနဲ့လုံခြုံတဲ့လမ်းကြောင်းသတ်မှတ်ပေးရပါမယ်။ကိုဝန်ဆောင်မိခင်တွားလာမဲ့လုံခြုံတဲ့လမ်းကြောင်းကိုကြိုတင်သတ်မှတ်ပေးဖို့လည်းလိုအပ်ပါတယ်။ ကိုဝန်ဆောင်မိခင်တယောက်တည်းကိုတွားခိုင်းတာမျိုးမဟုတ်ပဲတစုံတစ်ယောက်ကအမြဲလိုက်ပို့ပေးဖို့လိုအပ်ပါတယ်။အနေရရှိတဲ့နေရာတွေမလုံခြုံတဲ့နေရာတွေကိုရှောင်ရှားပြီးတခြားဘေးကင်းတဲ့လမ်းကြောင်းနေရာတွေကိုရွေးချယ်ပါမဖြစ်မနေခရီးသွားရမဆိုရင်တောင်အနေရကိုစွန့်စားသွားလာနိုင်မှာပါချေရအမတ်သားတွေလှုပ်ထားပါအဲ့ဒါလိုလှုပ်ထားရင်တောင်လုံခြုံတဲ့လမ်းကြောင်းမဖြစ်နိုင်သေးပါဘူးလမ်းအစ်စ်ဖြတ်လန်းတွေကိုမတော်မိပါစေနဲ့တင်တငယ်ချင်းဒါမှမဟုတ်မိသားစုဝင်တူဦးဦးကိုဘယ်နေရာကိုသွားမယ် ရောက်ရှိမဲ့အချိန်ဒါမှမဟုတ်ပြန်လာမဲ့အချိန်ကို ပြောပြထားပေးပါမိုင်းအန်ရဲ့ရှိရနေရာတွေကိုခရီးသွားလာဖို့ကတော့အသက်နိုင်ဆုံးရှောင်ကျဉ်သင်ပါတယ်မတိတဲ့ပစ္စည်းမတိချတဲ့အရာဝတ္ထုတွေကိုမထိနဲ့မရွှေ့ပါနဲ့အနားမကပ်ပါနဲ့လက်နဲ့ကိုင်းပฏิပခဖြစ်ပွားနေတဲ့ရပ်ဝန်းအတွင်းမှာကိုဝန်ဆောင်မိခင်တွေဟာတာမန်သူတွေထက်အန္တရာယ်ဖြစ်လွယ်တဲ့သူတွေဖြစ်ပါတယ်မိုင်းအန္တရာယ်များနေတဲ့ဒေသတွေလက်နဲ့ကိုင်းတပ်ဖွဲ့တွေဖြတ်တန်းသွားလာတဲ့နေရာတွေမပေါက်ကွဲပဲခြံနေတဲ့မြေမြုပ်မိုင်းတွေရှိနေတဲ့နေရာတွေမှာ နေထိုင်အလုတ်သွားလာနေရတဲ့ကိုဝန်ဆောင်မိခင်တွေအတွက်တော့လုံခြုံရေးကိစ္စဟာတာမန်ကိစ္စတွေချက်ပိုပြီးမြင့်မားပါဗျာ။မြစ်နာသတင်းချန်နေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတော့ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ ချင်းပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဦးချနာသတင်း Channel App Facebook စာမျက်နှာ YouTube နဲ့ Website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။